စကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီစဉ်ကတော့ wise back ကနေပြီးတော့မှအတ ିକ ကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွဲတွေထူးခြားတဲ့ဒါဈေးကွက်အစုံလေးနဲ့တူရင်ခုန်ခြင်းတော့ wise back ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ one soccer hawk promo code နဲ့တူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံးအတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါခြင်းပါတယ်။တခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါလိုက်ခြင်းပါတယ်။ promo code ကိုတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ Soccer House ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့ဒါ EPL game week 8ပေါ့နော်8အတွက်ဒီကျွန်တော်အပြောအရင်ဆုံးအတွင်းကိုတကူအကြောင်းပေါ့ဆိုတော့ဒီအတွင်းကိုတကူအကြောင်းပြောတဲ့အခါမှာ ါကျွန်တော်ပြောနေကြပါပဲအရင်ဆုံးပြောချင်တာကတပတ်တာအတွင်းမှာဒီ Premier League ရဲ့အကောင်းဆုံးအတွင်းကိုကိုသို့မဟုတ်အလှပဆုံးအတွင်းကိုကိုရွေးချယ်တာမဟုတ်ဘူးကျွန်တော်တို့ tactical point of view အရာပြောစရာအကောင်းဆုံးဂိုးကိုရွေးချယ်ပြီးတော့ပြောတာဆိုတော့ဒီနေရာမှာတိုက်စစ်ဆင်တဲ့အသင်းအနေနဲ့ဒါရီဒါရီဒါရီလောက်ခဲ့တာမှန်သွားတယ်ခက်စစ်အသင်းဘက်ကဒါရီဒါရီလောက်ခဲ့တဲ့ပြင်မဲ့မလောက်ခဲ့တဲ့အတန်တွတ်သွားတယ်လို့ပြောလို့ကောင်းတဲ့အခြေအနေမျိုးတွေအတွက် เนาะဆိုတော့အဲ့အဲ့လိုကိုမျိုးတွေကိုကျွန်တော်ဟိုရွေးပြီးတော့တုံးတက်တယ်ပေါ့เนาะဆိုတော့အခုဆိုရင်လေဒီဘက်ဒါ Liverpool နဲ့ Manchester United Anfield မှာကစားတယ်ပွဲစပြီးတိတ်မကြခင်ပဲ Manchester United အတွက် Brian Aubameyang တွင်းခဲ့တဲ့ဂိုးအဲ့ဒီဂိုးကကျွန်တော်ရွေးချယ်ခြင်းနဲ့ဂိုးဖြစ်ခဲ့တယ်ဆိုတော့ဘာကြောင့်ရွေးချယ်ခြင်းနဲ့ဂိုးဖြစ်တယ်လဲဆိုတော့ ဟိုဒီဖြစ်စဉ်ကိုကြည့်ရင်ကျွန်တော်တို့ကိုယ်တမဒါအစောပိုင်းဟာပွဲအစပဲရှိသေးတယ်ကိုယ်တမဆန်လမန်စီကိုရောက်တယ်ဘောလုံးကိုကန်တင်တယ်အဲ့ကန်တင်တဲ့ချိန်မှာဖန်ဒိုက်ကကောင်းတိုက်တယ်တိုက်တဲ့ဘောလုံးကမန်ချက်စတာယူနိုက်တက်ရဲ့ခံစစ်လိုင်းအထိသွားတယ်လောင်းဟက်ဒင်ကိုတိုက်တယ်အပြီးတော့အဲ့မှာဟယ်ရီမကွာယာကပြန်တိုက်တယ်အဲ့တော့ဟယ်ရီမကွာယာကအဲ့လိုတိုက်တဲ့အချိန်ဘောလုံးကလီထဲမှာဝဲနေတဲ့အချိန် ့ Alexis McAllister ကိုနည်းနည်းလေးကြော်တော့ McAllister ကအနောက်မှာကသူသူ့အတွက်ဒါဟိုလုံးဝဘာမှမမြင်ရတဲ့ဒီ blind zone ကြီးပေါ့သူမမြင်အောင်သူဘောလုံးကိုပဲကြည့်ပြီးတော့အနောက်ကိုဆုတ်ပြီးတော့တိုက်ဖို့ကြိုးစားတယ်သူအနောက်မှာအစင်းသက်ရှိနေတာကအဲ့နေမှာအစင်းသက်ရှိနေတာကအာအာ sorry brand အမှုမော်ကရှိနေတယ်အမှုမော်ကသူရှိတဲ့နေရာကဘောလုံးကြမယ့်နေရာဖြစ်တဲ့အတွက်ကွတ်တီပဲ ဒါပေမဲ့ကျွန်တော်တို့အနောက်ကနေပြီးတော့ဗန်ဒိုက်ကကျတော့အဲ့ဘောလုံးကသူ့စီရောက်မှာမဟုတ်သူ့အရှိကိုကြောက်မှာဖြစ်တဲ့အတွက်အရှိကိုတက်လာပြီးတော့ခုံတယ်ခုံပြီးတော့အမူးမူပေါ့ကောင်းမိုးပြီးတော့တိုက်တယ်ဒါပေမဲ့ဖြစ်ကျင်တော့အမူးမူနဲ့ဗန်ဒိုက်နဲ့ဂျားရဲကိုဆော့ဆော့အနောက်ကိုစုပ်ရင်းနဲ့ခုံလိုက်တဲ့ LSS မက်ကလစတာကရောက်လာတော့ဗန်ဒိုက်ရဲ့တရောင်နဲ့ထိပြီးတော့တုတ်ကြခေါင်းကလည်းဗန်ဒိုက်ကဥတယ် ိုက်ဘောလုံးကဘရူနိုဖန်ဒက်စီကိုရောက်တယ်။ရောက်တဲ့အချိန်မှာဒီ United အသင်းအသင်းပေါ်ဖြစ်တဲ့ brand အမှုမော်ကလည်းအောက်ကိုမျက်ခင်းပေါ်ပလက်ပြုတ်ကျတယ်။ဆိုတော့အနေထားအဲ့ဒီအနေအထားဟာတကယ်တမ်းကျတော့ကျွန်တော်အများကြီးအကြီးကြီးရွှေရွှေတူတွေပြောစရာမလိုအဲ့လိုအနေထားမျိုးတွေကဘောလုံးပွဲတစ်ပွဲမှာအချိန်30 40 50ဟိုဖြစ်နေကြပဲခေါင်းခုံတိုက်တယ်ပြုတ်ကြတယ်တသင်းသင်းကရောက်သွားတယ် အဲ့မှာရသွားတဲ့အခါတိုင်းမှာဟိုထားပါတော့အခုဒီမှာ second ball ကို Bruno Fernandes ကရသွားပြီးတော့အဲ့ second ball က Bruno Fernandes နောက်ထပ်15ကြိမ်အချိန်20လောက်ရတွင်းကိုတကူကဖြစ်ချင်မှာဖြစ်တာဒါပေမဲ့ second ball ဥအောင်လုပ်ခြင်းဟာဘာလဲဆိုတော့ကိုဒီသွားကျင်တဲ့ idea ကိုဆက်လက်အကောင့်ထဲပေါ်နေခြင်းအတွက်ဘောလုံးကိုဆက်ကင်ထားနိုင်စွမ်းရှိတယ်ဆိုတော့အဲ့တော့ဆက်ကင်ထားနိုင်စွမ်းရှိတဲ့အချိန်ပေါင်းများစွာတွေကတစ်ခုနှစ်ခုကမှအခုအခွင့်အရေးကိုတွင်းကိုလိုဖြစ်သွားတာဖြစ်တဲ့အတွက် ဒါတွေကတိတ်ဘာမှထွေထူးပြောစရာမရှိဘူးပြောစရာရှိတာကဘရိုနိုဖန်ဒက်စ်ရဲ့အဲ့ဒီဘောလုံးရတဲ့အချိန်မှာဒီသူ့ရဲ့ဘောလုံးပေးဖို့မှုပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက် quick decision making အဲ့ဒီအပိုင်းကတော့ကျွန်တော်တကယ်ပြောချင်တယ်ဘရိုနိုဖန်ဒက်စ်ကကျွန်တော်ကတော့ဘသူတွေကြိုက်ကြိုက်မကြိုက်ကြိုက်ရောင်းတင်တယ်ပြောပြောမပြောပြောကျွန်တော်ဘရိုနိုဖန်ဒက်စ်ကိုကျွန်တော်တော်တော်ကြိုက်တယ်အထူးသဖြင့်သူပေးလိုက်တဲ့ဘောလုံးတွေရဲ့အရေးအသွေးကိုကျွန်တော်အရန်ကြိုက်တယ် ကျန်တဲ့အပိုင်းမှာမကြိုက်တာတွေတော့အများကြီးရှိတယ်။ဒါပေမဲ့အဲ့မကြိုက်တဲ့အချက်တွေကိုဖုံးပြီးတော့သူ့ကိုကျွန်တော်ကြိုက်တဲ့ကစားသမားတို့ကျွန်တော်ပြောရမှာကျွန်တော်ဝန်ခံမှုမခတ်ဘူးဘရူနိုဖန်ဒက်စ်ကဆိုတော့ဗန်နိုက်ကကောင်းတိုက်သွားပြီးဘရူနိုစီကိုရောက်တယ်။ရောက်တဲ့အချိန်မှာအလက်ဆစ်မက်ကလစတာကတော့အကြိုက်ဆက်မှောက်မဲ့သူဒီဘရန်အန်ဟူမိုကတော့ယာယီပေါ့ခဏပြုတ်ကျသွားတယ်သူဆိုတော့အဲ့နှစ်ဦးကဗန်ဒိုက်နဲ့ဘရူနိုဖန်ဒက်စ်ကြားထဲမှာကြားထဲမှာဆိုပေမဲ့အထူးသဖြင့်တော့ ဒီအန်ဘူးမို့ဗောလေ Alexis McAllister ကဘေးကိုရောက်နေတယ်အဲ့တော့အဲ့အဲ့ဒီအနေထားမှာဘောလုံးရရချင်းမှာဘရိုနိုဘာလုပ်လဲဆိုတော့ညာချမ်းကိုကြည့်တယ်သူ့ဆီကနေပြီးတော့သူ့ရဲ့ညာတောင်ပိုင်းကိုကြည့်တယ်သိသိသာသာထင်ထင်ရှားရှားကြီးကိုကြည့်တယ်သူ့အကြည့်อ่ะအဲ့တော့ကျွန်တော်တို့ကအဲ့အချိန်မှာဒီစုံကိုကျွန်တော်တို့ vertical square ချလိုက်မယ်ဆိုရင်သူတို့ရဲ့ဒီဒီ epic center ဖြစ်နေတဲ့နေရာပေါ့နော် အဲ့ဇုံလေးကိုဖယ်ပြီးစဉ်းစားရင်အဲ့ဇုံလေးမှာလည်းတခြားအများကြီးမရှိဘူးဘရိုနိုရယ်ဗန်ဒါရယ်အတိကပဲကျန်တဲ့သူတွေကဟိုဘက်ဒီဘက်မှာမှာဒီ Alexis sorry ဒီ Graham Back ကဟိုအနောက်ညာဘက်ချမ်းပါလို့ရှိတယ်ဒါပေမဲ့ဟိုအနောက်မှာကြောင်းနေသေးတယ်တကယ်တိုက်စစ်ဇုံပါကတဦးပဲရှိတယ်အဲ့တဦးတည်းကညာချမ်းတစ်ချမ်းလုံးမှာ United player ညာချမ်းတိုက်စစ်ဇုံတစ်ခုလုံးမှာ United player တဦးပဲရှိတယ်အဲ့ဒါကအမတီယယ်လို့ပြီးတော့ Liverpool အနေနဲ့ကျတော့ဘယ်ချမ်းခံစစ် တစ်ချမ်းလုံးမှာကစားသမားတူဦးရဲ့ရှေ့ခက်ခက်ဆိုတော့1 versus 1အနေအထားလို့ပြောရမယ်ဒါကြလို့ Amadiel လို့စီးသားဘောလုံးရောက်ခဲ့မှာဆို1 versus 1ဖြစ်မယ်ဒါပေမဲ့ Bruno ကဘယ်သူ့ရဲ့ဘယ်ဘက်အချမ်းလိုဘူးရဲ့ညာဘက်အချမ်းကိုကြည့်လိုက်မယ်ဆိုရင်တော့လိုဘူးကစားသမားလည်းဟိုခက်မြများ United ကစားသမားတွေလည်းခက်မြများလို့ပြောလို့ရတယ်ဆိုတော့အဲ့ဆိုရင်ဘာလို့မလဲအဲ့ဒီအချိန်မှာညာဘက်အရန်လွယ်တယ်ဘာလို့အရန်လွယ်လဲဆိုတော့ long pass ပဲပေးပေး short pass ပဲပေးပေးဒါမှမဟုတ် van dyke ကိုကြော်ဖို့ကြိုးစားတဲ့အလုပ်သူလုပ်လို့ရတယ်ဒါမဲ့အတားလုံးကမလုပ်သေးဘူး van dyke ကိုသူအလိန်ခေါက်နဲ့ကြော်နိုင်စရာအကြောင်းမရှိဘူးအဲ့ဒီဘောလုံးကိုသူရက်လိုက်မယ်ရက်ပြီးတော့ခြောက်နှက်ဘက်ကိုဆွဲထုတ်သွားပြီးတော့ဟို base play ပြန်စလို့ရတယ်ဒါကလုံကောင်းလုံနိုင်တယ်ဒါလုံရင်တော့အခုဒီလိုသွင်းကိုဆိုတဲ့ကိစ္စအထိဖြစ်လာဖို့ခတ်သွားပြီဆိုတော့ဒါမဲ့အဲ့ဒီလုံကိုလက်သူတကယ်မလုပ်ခဲ့ဘူးအော်ညာချမ်းကိုပြေးတယ်ဆိုတော့ကျွန်တော်စဉ်းစားကြည့်အောင်ကျွန်တော်ဘောလုံးကွင်းတစ်ကွင်းကို အခု D queen D size အတိုင်းပဲကစားသမားဟို၅ဦးကြေးကစားရင် D size အတိုင်းပဲဟိုဘက်၅ရောက်ဒီဘက်၅ရောက်ကစားရင် twin ကိုပြူများနိုင်မလားကစားသမား20ကြေးကစားရင် twin ကိုပြူများနိုင်မလားဆိုတော့အဖေကရှင်းရှင်းလေးထွက်တယ်၅ရောက်ချင်းကစားတာအကောင်ဆုံးပဲဘာကြောင့်လဲဆိုတော့ queen 6လို့ဘလုံးဘွဲဘွဲမှာကိုးတွေအပြန်လား twin ဖို့ပြူဖို့ဆိုတာက queen 6ဖို့လို့တယ်၁၁ရောက်ကြေးမဟုတ်ပဲနဲ့၁၀ရောက်ကြေးဆိုရင်ဘလုံးဘွဲဘွဲရဲ့ပြန်ပြောင်း twin ကိုအရေးတော်ကအရေးရှိမှမြင့်တက်သွားမယ်၉ရောက်ကြေးဆိုပုံမြင့်သွားမှာ၇ရောက်ကြေးဆိုပုံမြင့်သွားမှာ ဆိုတော့ကျွန်တော်အဓိကအဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ဇုံကတော့ဘရူနိုကအလယ်မှာရှိတယ်သူ့ရဲ့ဘယ်ကျန်းသူ့သူ့ရဲ့အချမ်းကသူ့ site ကတွေ့ရင်ဘယ်ကျန်းဇုံလည်းရှိတယ်ညာကျန်းဇုံလည်းရှိတယ်ဘယ်ကျန်းဇုံမှာကျတော့3 vs 3 4 vs 4အနေထားဖြစ်သွားနိုင်တယ်ဘောလုံးထွက်သွားရင်ပြီးရတော့လွယ်တယ်ညာကျန်းဇုံမှာကတော့1 vs 1အဲ့1 vs 1ဟာကျွန်တော်ဆော့ဆော့ပြောပြောရရင်လက်ရှိကွင်းကြီးတစ်ကွင်းလုံးအနေနဲ့ဆိုအဲ့4 vs 4 5 vs 5လောက်ကစားတာဒီဇုံကွက်ကွက်လေးအတွက်ဆို1 vs 1 ဆိုတော့ scale ကိုကျွန်တော်ချက်ကြည့်ချုံကျင်အဲ့လိုအဖြစ်သွားတယ်ဆိုတော့ Bruno ကသူညာကိုကြည့်တယ်သူ့ရဲ့ညာ Amadiel ကိုကြည့်တယ်ပြီးတော့သူ့ရဲ့ဘယ်ချမ်းလူများတယ်ဆိုတော့သူ Diel ကိုပေးကျင်တယ်ပေးတဲ့အခါမှာဘောလုံးကသူ့ရဲ့ညာဘက်ခရရုံးလေးရောက်နေတယ် outside foot ပေးလိုက်လို့ရတယ်ဒါပေမဲ့ဘောလုံးတော်တော်ကောင်းမှုလိုတယ်ဒီတိုင်းလောလောကူကူပေးဖို့အတွက်ကြတော့ short pass လေးပေးလိုက်ရုံနဲ့ရတယ်ဒါပေမဲ့ဖြစ်ကျင်တော့အဲ့ဒီဂျားထဲမှာသူနဲ့ Amadiel ကိုအစီကိုသွားမဲ့ဘောလုံးလမ်းမှာသူ့ဘေးနားနှစ်ပေလောက်မှာ လဲနေတာအံဘူးမောကလဲနေတာဆိုတော့ဘေးရင်အံဘူးမောကိုဖြိမှာမဖြိခြင်းဒီမမရဲ့မဝေးလိုက်ပြီဆိုရင်တော့နည်းနည်းလေးတိကျဖို့ဟိုဘက်ကထင်းရမယ့်အချိန်တွေပါလေလိုသွားပြီအဲသူပေးတာတိကျဖို့လိုသွားပြီအဲ့လိုပဲခက်ခက်က interception တက်လုတ်ပြီးတော့ပြန်တိုက်ဆစ်စင်သွားမျိုးဖြစ်သွားနိုင်တယ်ဆိုတော့သူဘာလုပ်လဲဆိုတော့ဇာနိုက်ကလည်းအဲ့မှာကျွန်တော်ချီးကျူးနေတာဗန်ဒိုက်ကလည်းအရန်ပါနေတယ်အဲ့ဘယ်ချမ်းဟာ1 versus 1ဖြစ်သွားနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ဇန်ဒိုက်ဟာ ဲ့ဘယ်တန်းကိုပဲပိတ်ဖို့ကြိုးစားတယ်သူရဲ့ဘယ်တန်းဘရူနိုဖာနန်ဒက်ရဲ့ညာချမ်းကိုပဲပိတ်ဖို့ကြိုးစားတယ်ဘယ်ချင်းနဲ့ဝင်တားတယ်ဘရူနိုပေးတဲ့ဘောလုံးကိုကတ်လွတ်သွားတာအဲ့လွတ်တယ်ဆိုတဲ့နေရာမှာလေဘလို့လွတ်တယ်ဆိုတော့ဘရူနိုကရှေ့ကိုထပ်ဆွဲလိုက်သေးတယ်ဘာလို့ရှေ့ထပ်ဆွဲလဲဆိုတော့ပေးမဲ့လမ်းကြောင်းပွင့်သွားအောင်လို့အန်ဘူးမုံနဲ့ကွယ်နေအောင်လို့အရှိတ်ကိုထပ်တိုးသေးတယ်အဲ့တော့ဗန်ဒိုက်နဲ့အရန်ကတ်သွားတယ်အဲ့ကတ်တဲ့အခြေအနေရောက်တော့မှအဲ့ဗန်ဒိုက်ထွက်လာတဲ့ခြေတော်ရဲ့လဲနေတဲ့အန်ဘူးမုံရဲ့ဂျားလေးကနေပြီးတော့အမတယ်လိုစီကိုဒါသူပေးလိုက်နိုင်လား ဆိုတော့အဲ့ဒီအခိုက်အတန့်လေးဟာဒီ twin ကိုအတွက်အသက်ပဲအဲ့ဒီအရာကနေစပြီးတော့ကျန်တဲ့အရာအားလုံးကမြဖြားခံသွားတာအဲ့မှာသုံးဖက်ချက်တစ်ချက်လိုလားအဲ့ဒီကိုမဖြစ်ဘူးအဲ့တော့ကျွန်တော်ချီးကျူးချင်တာဆိုတော့ဒုတိယကိုဆိုလေသူ့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ non stop half volley cross ကောင်းတိုက်သွား Harry Maguire ကောင်းတိုက်သွားတာဆိုတော့ Bruno မှတ်တာ United မှာ Bruno မှတ်တာအဲ့လို pass တွေထွက်တာเนาะဒါဒါ Bruno နဲ့ပတ်သက်ပြီးပြောတာဆိုတော့ Amadeo Lozi ကိုဘောလုံးရောက်လာ ဆိုတော့ဒီလိုလုတ်ဆရာကဟိုသုံးအလွယ်ပြောရင်သုံးသုံးခုရှိတယ်လုတ်ဆရာသုံးခုရှိတယ်ဘရူနိုစီကလာတဲ့ဘောလုံးကိုသူဘဲချီလေးနဲ့ဖမ်းထိန်လိုက်ခက်ခက်ကသူ့စီကိုပြေးပူပြီးနော်လိုက်ထပ်ဖို့ကြိုးစားပြီးအဲ့မှာအဲ့ဇုံအကျယ်ကြီးမှာသူတို့နှစ်ဦးပဲရှိတယ်ကျန်တာတွေကဟိုအလွန်ဆုံးဟိုစင်တာဒီစင်တာဇုံမှာအမှုမော်ထလာပြီးထပြေးတယ် ဆော့ဆော့ပြောတယ်အနောက်ကနေယူတော့လာဟိုင်လာတယ် ground back ကအမှုမို့ကြော်တက်ပြီးတော့မှအမှုမို့ဟိုထပြေးတဲ့အချိန်မှာသူလက်နဲ့တားပြီးတော့ထားခဲ့ဖို့ကြိုးစားသေးတယ်ဒါပေမဲ့အမှုမို့ကဆက်ထွက်သွားတယ်နော်အမှုမို့ကြော်ကျွန်တော်နောက်မှဆက်ပြောမယ်အဲ့တော့ဒီလိုရပြီဒီလိုလုံးစရာကဘာလဲဆိုအဲ့ဘောလုံးကိုညင်အောင်ရက်လိုက်မယ်ရက်ပြီးတော့ဒီခက်ခက်စကိုတိုးချင်းရအောင်ချုပ်ဖို့ကြိုးစားမယ်လိန်ဖို့ကြိုးစားမယ်ဆိုတဲ့လမ်းရှိတယ်နံပါတ်1အဲ့ဒါတက်အဲ့ဒါတော့နော်အဲ့ဒါတလန်းနံပါတ်2ကဘာလဲဆိုတော့ ဘလုံးကိုတက်ပင်လေးလှုပ်ရင်းနဲ့ဒေါင်းသလိုင်းဆွဲသွားလို့ရတယ်အဲ့ဒါဒုတိယလမ်းကြောင်းနောက်နံပါတ်3ကတော့ဒီဒေါင်းသလိုင်းဆွဲမလို့နဲ့ cut inside လုပ်ပြီးတော့အတွင်းကိုချိုးဝင်လှမ်းကန်လို့ရတယ်တတိယလမ်းကြောင်းသို့မဟုတ်အဲ့တတိယလမ်းကြောင်းကထက်ခွဲလို့ရလမ်းမကန်ဘဲနဲ့ပို့ပြီးတော့အခွင့်အရေးတာမဲ့သူစီကိုသူကတော့တဖြည်းဖြည်းနဲ့ central zone ကိုရွေ့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 လာမယ်အခက်တဲ့ side လောက်ပြီးတော့အဲပြီးတော့ပြေးတယ်ဆိုတဲ့ဟာဒါတော့ဒီတတိယလမ်းကြောင်းရဲ့ဒီဟိုဟာဘလော့ကွန်လဲဆိုတော့ ဟိုလမ်းကြောင်းနောက်ထပ်လမ်းကြောင်းခွဲတင်နှစ်သုံးခွဲထားပါတော့ဆိုတော့ तू လုံးလို့ရအဲ့လုံးလို့ရတယ်ဒါပေမဲ့အဲ့ဘောလုံးကိုဖမ်းတဲ့အချိန်မှာ तू ကွင်းအခြေအနေကိုကြည့်တဲ့အခါကျတော့လီဗာပူးရဲ့လိုင်းကအယမ်းမြင့်နေပြီဘရန်အဘူမူကထိုးတက်နေပြီဆိုတော့ तू မြင်တယ်အဲ့တော့အဲ့ तू အဲ့မြင်ခွင်ကို तू မှတ်ထားတယ်အဲ့တော့အဘူမူနေရာပြောမှာဆိုအဘူမူကဒီတိုင်းဒီ straight line အတိုင်း vertically straight line အတိုင်းသာပြည့်တက်မယ်ဆိုရင်အမှုမူကကျွန်တော်အမြင်ပါနော် ground back ရဲ့ ရေဒါကနေလွတ်သွားမှာမဟုတ်ဘူး။ဒါသမားတဦးဟာကိုနဲ့ခက်လန်းလန်းဆိုရင်လွတ်ပေးလိုက်ပြီမဲ့ကိုနားမှာဆိုရင်အဆုံးထိလိုက်တတ်တဲ့ညင်အကျင့်ဆရာကြီးရှိကြတယ်။မသိစိတ်ကအလုပ်လုပ်တယ်ဆိုတော့အဲ့ဒါပေါ့။အဲ့တော့ဒီ ground back အနေနဲ့ဒီကိစ္စမှာသူအများကြီးတွေးနေဖို့အချိန်မရဘူး။သို့တော့အန်ဘူးမောကသူ့နားမှာရှိနေရင်အထာငါဂျူတီပဲဆိုတဲ့စိတ်ဝင်မယ်။ဝင်ပြီးတော့အဲအန်ဘူးမောနောက်ကိုသူဇက်သူဇက်လိုက်ဇက်လိုက်သွားမိလိမ့်မယ်။ကျန်တဲ့အရာတွေအားလုံးထက်။အဲ့မှာအန်ဘူးမောက straight line မပြေးဘဲနဲ့ van dyke ဒီဘက်မှာသူ့အရှိမရှိတယ်အနောက်ကိုအဆင်ပြေဖို့ကြိုးစားနေတယ် van dyke နဲ့ canadi နဲ့ဂျားတဲ့ကိုဂျားတဲ့ကိုဟို central zone ကိုလော်လော်ပြောရရင် ground back နဲ့ဝေးရစီကိုဒီဘလို့ကောင်းလဲဆိုလမ်းကြောင်းတူလေးဝင်ပြေးတယ်ဆိုတော့အဲ့လိုခွဲထွက်သွားခြင်းအပြင် ground back ကဒါချင်းချင်းပြောရင်အမူးမူကသူ့ radar အောက်ကထွက်သွားတယ်ကျန်တဲ့သူတွေဆက်အလုံးလုံးမယ်ဆိုတဲ့အပိုင်းရောက်သွားပြီဆိုတော့ ground back ကဘာလုပ်လဲဆိုတော့ kkf ကိုသား ဒီဟိုကောင်လေးအမတီယလိုကအတွင်းကိုဝင်ပြီးတော့ cut and side လုပ်ပြီးတော့အတွင်းကိုဝင်ပြီးတော့အဲကြော်ဖို့စူးစမ်းမယ်ဆိုရင်တားဖို့အတွက်အဲ့ဘက်ကသူအာရုံပိုရောက်သွားတယ်။အဲ့တစ်ချက်ကလည်းအန်ဘူမိုအဲ့ဒီဒက်မပြေးပဲနဲ့ခွာပြီးတော့မှအဲ့ခွာပြီးတော့မှဒဲလန်ကြောင့်သူဒီ ground back သူ့နောက်ကိုမလိုက်တော့ဘူးလို့ယူဆတဲ့အချိန်ကြတော့မှအဲ့ဒဲလန်ကြောင့်စီကိုဆော့ဆော့အတက်ပြေးရမယ်အစားနည်းနည်းလေးဆွေပြီးတော့အဲ့အဲ့နေရာကိုပဲ ူဥတည်တဲ့နေရာပဲနောက်ဆုံးတော့အဲ့ကိုပြန်ပြေးတာအဲ့အချက်ဟာအရန်အရေးကြီးတယ်ဆိုတော့ဘောလုံးမှာအဲ့လိုမျိုးအလိုအလျောက်အလိုအလျောက်တုံ့ပြန်သွားတဲ့အရာတွေပြီးတော့ကိုယ်မသိစိတ်ကလုတ်သွားတဲ့အရာတွေအဲ့ဒီအရာတွေကအင်မတန်အရေးကြီးတယ်ဆိုတော့အဲ့ဒီအချိန်မှာစဉ်းစားနေကိုငါဒီလိုလေးဝင်ပြီးလှုပ်လိုက်မယ်လို့ငါတဲ့တဲ့ပြေးမယ်စဉ်းစားဖို့အချိန်မရအောင်ချက်ကနေခေါင်းထဲမှာနောက်ဆုံး second အတွင်းမှာအဟိုဘယ်လိုခေါ်မလဲဆိုတော့ပေါ်သွားတဲ့အတွေ့အကြုံ အဲ့ဒီဟာကိုဖက်ဖက်ဖက်ဆိုလှုပ်သွားတာပဲအဲ့မှာသူကဒီခွာထွက်ပြီးတော့မှဒီအတွင်းလမ်းကြောင်းကိုပြန်ဝင်ပြေးဖို့အတွက်သူ့ရှေ့မှာရှိနေတဲ့ van dyke ကိုကြော်တက်တာဆိုတော့ van dyke ရဲ့ pace နဲ့ဒီအန်ဘူမိုရဲ့ pace မတူအန်ဘူမိုက van dyke ထက်စာရင်ပိုမြန်လာတော့လုံးဝတိတ်ကြတာအဲ့တစ်ချက်အပြည့်ဒုတိယအချက်က van dyke ကဒီဘယ်လိုခေါ်မလဲဆိုတော့ offside ဒီ line ပေါ့နော်ချိန်ညှိပြီးပြေးရတာအန်ဘူမိုက van dyke ကိုမကြော်မချင်းစိတ်ကြိုက်အချိန်တင်ပြေးလို့ရတယ် အဲ့တော့အချိန်ကပုံများနေတဲ့အချိန်ကြာတော့မှဘောလုံးထွက်ပြီဆိုတဲ့အချိန်ချိန်ပြီးတော့ကြော်ထွက်သွားတဲ့အတွက်အဲ့ဒီစုံကိုရောက်သွားတာအဲ့ဒါအကြောင်းဒီကိုကအန်ဘူးမူဒီအမတ်ဒီယလိုဒါဘရိုနိုဖရန်ဒက်စ်တို့ရဲ့အခန်းကဏ္ဍဒါဒီဘက်အချမ်းဆိုတော့အဲ့အဲ့ဒါပြောသွားရင်းနဲ့ဆော့ဆော့ဂရမ်ဘက်မလိုက်သွားခြင်းဆိုတဲ့ကိစ္စဟာပြဿနာဖြစ်လာစေတယ်ပြီးတော့ကက်ကတ်ဟာဒီပြေးလမ်းကြောင်းကိုကြောက်တယ်လိန်ခမ်းအောင်ကြောက်တယ်ဘောလုံးပေးရင်တော့ပေးပါသေးဆိုတဲ့ stance မျိုးဒီကို ဒီ possession မျိုးမှာရှိတယ်ကိုနေကိုဟန်သားမျိုးမှာရှိတယ်အဲ့ဒါတစ်ချက်နောက်တစ်ခုကဒီ van dyke ပေါ့နော် van dyke သူအမှတော့ကျွန်တော်အရင်တော့အပြစ်မပြောချင်သူအသက်အရွယ်ရသူပြေအားရပြီးတော့သူချိန်ညှိနေရတယ်ရဒါပေမဲ့တေချာတာကတော့သူပေါက်သွားတာပေါ့သူနောက်ကနေပြီးတော့ခဏလေးကမြင်တဲ့အချိန်မှာဖြတ်လိုက်ဖို့ကြိုးစားတယ်ပြိုးစားရင်မကိုးသွားတယ်ဒါပေမဲ့အဲ့မှာကျွန်တော်အဓိကပြောချင်တာမမတာ chevrolet ကိုးသမားအနေနဲ့အဲ့နေရာမှာကျွန်တော်တို့ကဒီနေရာမှာ သူသာဆိုရင် နိုင်သွားမယ်လို့ရှုံးသွားမယ်လို့ပြောရတာအင်မတန်ခက်ပါတယ်ပြောပြောဖို့လည်းမသင့်တော့ပါဘူးဒါပေမဲ့တချို့အခြေအနေတွေမှာတော့ပြောရေးတယ်အလက်ဆန်ဘာဂါဆိုရင်ဒီကိုကိုကမလားမသိဘူးကျွန်တော်တွေးမိတဲ့အတွေ့အရအားပဲတော်တော်များများကဒီမမတာရှက်ဗလီနဲ့ပတ်သက်ပြီးတော့မပြောကြဘူးကျွန်တော်ကကြတော့အဲ့ဒီဂိုးလေးအကြောင်းပြောကျင်တဲ့အတွက်အဲ့ဒီဟာကိုကျွန်တော်တတ်သက်ခြံထားလိုက်တာမမတာရှက်ဗလီသူ့အနေနဲ့တွေးရမှာနှစ်ခုရှိတယ်အန်ဘူးမိုကဗန်ဒိုက်ကိုဖျက်ကျော်တဲ့အချိန်လူကျုံနေပြဿနာ ဒါပေမဲ့လူမကြုံဘူးဆိုတဲ့အနေအထားမျိုးနဲ့ तू ကထွက်ဖို့အတွက် तू က situation ကို तू တောက်လျှောက်ကြည့်နေရတာဒီလိုဘယ်ချင်းပေးမလဲ van night ဘယ်ချင်းရက်လိုက်မလဲကိုကြည့်နေရင်းနဲ့ပြေးရတာပြေးတဲ့အခါမှာဒီဂိုးပေါင်းနဲ့အရန်နီးသွားမှာကိုစိုးတဲ့အတွက်ဂိုးပေါင်းနဲ့နီးတဲ့ဘက်ကိုပြေးရင် तू ခနာတေးစီကိုသွားကတ်မှာဖြစ်တဲ့အတွက် तू အပြင်လေးကိုနည်းနည်းလေးယိုင်ပြီးတော့ပြေးရတယ်ပြီးတော့နောက်တစ်ခါဟိုအမတီယယ်လိုပေးတဲ့ဘောလုံးကများသွားပြီဆိုရင် အမ်ဘူးမို့အတွက်အဲ့ဘော်လုံးကဖမ်းပြီးတော့ရက်ဖို့ပဲကြိုးစားရမှာကိုသွင်းမှုဆိုဖြစ်ကုန်မဖြစ်နိုင်တော့ဘူးအဲ့တော့ကိုသမားစီလည်းရောက်သွားနိုင်တယ်ဆိုပြဿနာရှိတယ်အဲ့တော့ဘော်လုံးကအချိန်ဟာနှေးဖို့လိုတယ်ဆိုတဲ့အပိုင်းအဲ့တော့အတီယလိုကလည်းဖြည်းဖြည်းလေးပဲနှိမ်ပေးလိုက်တာအဲ့တော့အရွှေလေးနှိမ်ပေးတဲ့အတွက်အမ်ဘူးမို့ကဗန်ဒိုက်ကိုဖြတ်ကျော်သွားတဲ့အချိန်မကြုံဘူးဆိုတာနဲ့သူအရှိ့ကိုသူလူရဲ့အချိန်ကအရှိ့ကိုတော်တော်ရောက်နေပြီနောက်ကလာတဲ့ဘော်လုံးကိုစောင့်ရတာဂိုးပေါက်ကိုကြည့်ချိန်ကိုမရဘူးဆိုတော့အဲ့ဒီ angle ကိုတွက်ကြည့်ရင်နံပါတ်1 angle ဟာတော်တော် ကျင်းပါတယ်နံပါတ်2အရန်ကြောက်စရာကောင်းတဲ့နေရာမဟုတ်အဲ့နေရာကနေဘယ်နဲ့ swinging in swinging ကံမယ်ဆိုရင်ကြောက်စရာကောင်းအောင်မယ်ဒါပေမဲ့ညာနဲ့ကံပါပြီးတော့အဲ့ညာဟာဒီအန်ဘူးမူရဲ့ round foot ဖြစ်နေတယ်ပြီးတော့ဘောလုံးဟာသူ့ရဲ့နောက်ွယ်က blind side ကနေလာမှာဖြစ်နေတယ်အဲ့ဒီအနေထားမှာ lower တာထက်ပို့ပြီးတော့မမတာ shape လေးအပြင်မထွက်သင့်ဘူးသူ့ဂိုးပေါက်နားမှာအေးစစ်စစ်ရက်စောင့်နေရင်းနဲ့ကာကွယ်လို့ရတယ်စောင့်ကြည့်လို့ရတယ်ဒါပေမဲ့ကိုသမားတွေကသူတို့ instinct က ဘာရှိတတ်တယ်လဲဆိုတော့အဲ့လိုအနေထားမျိုးတွေတွေ့ကြထွက်စားလိုက်ကြတာအဲ့ဘောလုံးဝုန်းဆိုထွက်ပြီးတော့ဥအောင်ဆွဲလိုက်ခြင်းပြီးတော့မိမထင်မိတက်ပြီးတော့မမီလို့ပြန်စုံရင်းစုံရင်းနဲ့ပေးလိုက်ရတော့ကိုပေါင်းနေမနေဘူးဆိုတော့အဲ့ဒီအချိန်မှာမမတဲ့ချက်ကလေးကဒီလိုစထုတ်တဲ့အချိန်မှာသူ့ကိုပေါင်းချင်မှာပဲသူရှိသေးတယ်ခင်းလိုက်ခင်းပေးလိုက်တော့အံဘူးမို့လဲဝင်လဲဝင်လာဟောသူပြေးတက်သွားတယ်ဆိုတော့အဲ့ဒီနေရာမှာအတွေ့အကြုံသာတိတက်များမယ်သူမဟုတ်မှန်ကန်တဲ့ decision ကိုသာချနိုင်မယ်ဆိုရင်ကိုပေါင်းရဲ့အပြင်အထိသူထွက်သွားစရာမရှိဘူး ဲ့ဂိုးမှာကျွန်တော်တို့တဲတဲကပြန်ကြည့်ကြည့်ပါဒီဂိုးတိုင်ဆိုတော့ဒီ anemic area ဒီလောက်ရှိရင်ဘောတော့ဒီဘက်မှာဒီလာနေရဆိုရင်ဒီမမတာဆက်ဖလီကဒီနေရာလောက်ကိုရောက်သွားတယ်ဂိုးတိုင်အပြင်ကိုထွက်သွားတယ်အဲ့ဒီထွက်သွားတဲ့အတွက်တကယ်ဆိုသူ့နေရာမှာသူနောက်ထပ်နောက်နည်းနည်းလေးဆောက်လိုက်ရင်ဘောလုံးနဲ့သူနဲ့စပြီးတော့အမှုကိုကန်လို့ဆောက်ထွက်လာမဲ့သူနဲ့ကြားထဲမှာအဲ့ဘောလုံးကိုသူ့မြင်ခွင်းဟာကောင်းကောင်းအလုပ်လုပ်ရင်အဲ့ဘောလုံးကိုသူလွယ်လွယ်ကူကူဖမ်းလို့ရတယ် ါပေမဲ့သူကဘောလုံးအရန်ကတ်သွားတဲ့အခါကျတော့ရန်မိကာကွယ်တဲ့အနေအထားဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့အုံနောက်ကမဆုံးဖြတ်နိုင်လို့လာတဲ့ဘောလုံးကိုထိထိရင်အထိဆိုပြီးကာကွယ်ရတဲ့အနေအထားရောက်သွားတယ်။နည်းနည်းလေးဝေးတာနဲ့အုံဒီ vision ကတစ်ဆင့်အုံနောက်ကဆုံးဖြတ်နိုင်တယ်။အဲ့ဘောလုံးကိုဘာလို့တင်တယ်လဲဆိုတော့ဒါကြောင့်အဝေးကန်ချက်တွေလှလှပပဆိုတဲ့အရန်မတိကျန်ကိုးသွားတွေကအရှိအဆန့်ထုတ်လာတဲ့ပုံနိုင်တယ်ဆိုတော့ကအဲ့ဘောလုံးလမ်းကြောင်းကိုမြင်နေရတဲ့အမြဘာလို့အောင်လဲဆိုတော့အုံနောက်ကဆုံးဖြတ်ချိန်ရောက်လို့ဆိုတော့ သူ့အနေနဲ့အဲ့ဒီအလုပ်ကိုပဲသူလုပ်ခဲ့တင်လေကိုကိုပေါ့ကိုမစွန့်ခွာတင်ဘူးသို့မဟုတ်နည်းနည်းလေးပဲစွန့်ခွာတင်တယ်အဲ့တော့အများကြီးထွက်လိုက်ခြင်းအားဖြင့်ဒါဟာဒီဘောလုံးကိုစောင့်ကာကွယ်တာမဟုတ်တော့ဘောလုံးကိုတနည်းအားရအောင်ဒါမှန်ပါစီတော့ဆိုပြီးတော့ကာကွယ်တဲ့အနေထားဖြစ်သွားတယ်ဒါလည်းတခြားကြောင့်မဟုတ်ဘူးเนาะ round foot ဖြစ်နေလို့ပြီးတော့ blind side ကလာတဲ့ဘောလုံးလည်းဖြစ်နေလို့ angle ကျင်းနေလို့ဒီအခြေအနေမျိုးတွေမှာသူမထွက်တင်လို့ကျွန်တော်ယူဆတာဆိုတော့နောက်ဆုံးတော့ဒီအားလုံးအခုပြောတဲ့အချက်တွေအားလုံးပေါင်းစုံပြီးတဲ့အချိန်မှာတော့ ဒီ twin ကိုဖြစ်သွားခဲ့တယ်ပေါ့เนาะဆိုတော့ဒါတော့ Liverpool Manchester United ပွဲမှာ Brian Ambu မို့ twin သွားတော့ကိုယ်နဲ့ပတ်သက်ပြီးတော့သုံးသပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးကြရတဲ့ Soccer House ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်